လက်တိုစနိုတကြားဓာတ်ကိုမခြေဖြတ်နိုင်ခြင်းဆိုတာနို့နှစ်နို့ထွက်ပစ္စည်းများမှာပါဝင်တဲ့လက်တိုစတကြားဓာတ်ကိုခန္ဓာကိုယ်ကမခြေဖြတ်နိုင်တာကိုပြောတာပါဒီလိုမခြေဖြတ်နိုင်တာကြောင့်အကျိုးဆက်အနေနဲ့ဝမ်းပြတ်ဝမ်းရှုပ်ဖြစ်တာနဲ့ကြုံရပါတယ်ဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲလက်တစ်အင်ဇိုင်းဟာလက်တိုစတကြားဓာတ်ကိုမိုနိုဆက်ခရိုက်အဖြစ်ပြောင်းလဲပေးတဲ့အင်ဇိုင်းဖြစ်ပြီးယင်းအင်ဇိုင်းချုပ်တဲ့လာတော့ခါလက်တိုစတကြားဓာတ်များစုပုံလာတဲ့ဖြင့်ဝမ်းပြတ်ဝမ်းရှုပ်ဖြစ်စေပါတယ် lattice enzyme ချုပ်တဲ့စေတဲ့အကြောင်းရင်းတွေကတော့မွေးကလေးက lattice enzyme ချုပ်တဲ့ခြင်း lattice enzyme ထုတ်ပေးသောဥအတွင်းရှိဆဲများပျက်စီးခြင်းဥပမာအစာအိမ်နှင့်ဥလမ်းကြောင်းရောင်ရမ်းခြင်းကြောင့်ဥအတွင်းရှိဆဲများပျက်စီးခြင်းလက်မဆေးပဲမွေးဖွားခြင်းမွေးဖွားမိအချိန်ထက်၆ပတ်ခန့်စောပြီးမွေးဖွားသောကလေးများတွင် lattice enzyme ပမာဏချုပ်တဲ့တတ်ပါတယ်လက္ခဏာတွေကဘာတွေလဲနို့တွင်ပါသော lactose တခြားဓာတ်ကိုစားပြီးမိနစ်30ကနေ နှစ်နာရီအတွင်းယောဂလက္ခဏာပြလာပါတယ်။စားလိုက်သောလက်တိုးစ်ပမာဏကိုမူတည်ပြီးတော့လက္ခဏာအပြင်အပြော့ကွာတတ်ပါတယ်။တချို့လူတွေမှာနှုတ်ထွက်ပစ္စည်းများများစားမှဖြစ်တတ်ပေမဲ့တချို့လူတွေမှာတော့နည်းနည်းစားမိတာနဲ့ဖြစ်တတ်ပါတယ်။အဖြစ်များတဲ့လက္ခဏာတွေကတော့ဝမ်းလျှော့ခြင်းကြိုခြင်းတခါတရံအန်ခြင်းဗိုက်အောင်ခြင်းဗိုက်ဖောင်းခြင်းလေးပွားခြင်းများဖြစ်ပါတယ်။ယာယီလက်တိုးစ်မချေဖြတ်နိုင်ခြင်းဆိုတာ ယောဂဘိုးတွေကြောင့်ကလေးလေးရဲ့ဥလန်းချောင်းရောင်ရမ်းပြီးတော့ lattice အင်ဇိုင်းရှိတဲ့အပေါ်ရန်ဆဲတွေပျက်စီးသွားတာပါအစားပေါ်လာတဲ့နူနယ်တဲ့အပေါ်ရန်ဆဲအစ်စ်မှာတော့ lattice အင်ဇိုင်းချိုတဲမှုဖြစ်လာတဲ့အတွက် lactose ကိုမချေဖြတ်နိုင်တာပါယာယီပဲဖြစ်တဲ့အတွက်ကြောင့်ရက်သက်တပတ်အနည်းငယ်အတွင်းပြန်ကောင်းလာလေးရှိပါတယ်ယာယီ lactose မချေဖြတ်နိုင်ခြင်းကိုဘယ်လိုကုသမလဲနိုးဆုပ်ကလေးငယ်မှာတော့မိခင်နိုးဆက်တိုက်ကျွေးလို့ရပါတယ်နိုးမုံတိုက်ကျွေးနေတဲ့ကလေးငယ်တွေမှာတော့ လက်တိုးစ်မပါဝင်တဲ့နှုတ်မဟုတ်လက်တိုးစ် free formula ကိုယာယီပြောင်းတိုက်ရပါတယ်လက်တိုးစ်ကိုကန့်တက်လိုက်တဲ့အတွက်လက္ခဏာဖြစ်တဲ့ကြာချိန်ကိုရှင်းကြစေတယ်လက်တိုးစ်မပါဝင်တဲ့နှုတ်မဟုတ်လက်တိုးစ် free formula ကိုယာယီပြောင်းတိုက်ပေးလိုက်ရုံနဲ့ဝမ်းလျှော့တာကိုပြင်းပြ16နာရီလောက်ကြာချိန်တို့သွားတယ်လို့လေ့လာတွေ့ရှိပါတယ် နောက်ထပ်အန်ဒါကို၄ချိန်ကြတာသို့မဟုတ်အရေးထက်မှန်သွင်းဖို့လိုအပ်တာစတဲ့အခြေအနေတွေကိုလည်းထပ်မဖြစ်အောင်ကာကွယ်ရမှာအထောက်အကူဖြစ်စေတာကိုတွေ့ရပါတယ်။ဇင်းတက်ဖြစ်ပေးခြင်းကလေးတွေဝမ်းလျှော့တာကို ကုသတဲ့အခါမှာဇင်းတက်ကိုဖြစ်ပေးတာလည်းအရေးကြီးပါတယ်။ဇင်းတက်ကပျက်စီးသွားတဲ့ဥအတွင်းနေရန်ကိုမြ мян ပြန်လဲဖြစ်စေတာအစာချေအင်ဆိုင်တွေပြန်လဲကောင်းမွန်လာစေပြီးကိုခံအားကိုမြင့်တင်ပေးတာအတွက်ကြောင့်ရေနဲ့တစားဆုပ်ယူမှုကိုအထောက်အကူပြုပါတယ်။ ဝမ်းလျှောခြင်းဤကြာချိန်ကိုတိုးစေပြီးပြင်းထန်မှုကိုလျော့နှဲစေတဲ့အပြင်နှစ်လကနေ၃လအတွင်းနောက်ဆက်တွဲကူးဆက်ယောဂတွေထပ်မံဖြစ်ပွားနှုန်းကိုပါလျှော့ချပေးတာကို လေ့လာတွေ့ရှိရပါတယ်